ထိုင်းနိုင်ငံဘန်ကောက်မြို့ကစင်းစီယုံအဆောက်အဦဖြူချမှုမှာတည်ဆုံခဲ့ရသူတွေရဲ့မိသားစုတွေကိုကနဒန်းတီနင်နာဂျီပေးရသွားမယ်လို့ထိုင်းလူ့သမားရေးဝန်ကြီးဌာနကတော့ပြောဆိုထားပါတယ်နင်နာဂျီပေးရရမှာလဲထိုင်းမြန်မာရွှေပြောင်းလူသားဆိုပြီးတော့ခွဲခြားထားမှာမဟုတ်ဘူးလို့လင်းကြောင့်ထိခိုက်ခံထားရတဲ့လူ့သမားတွေအတွက်ညင်နိုင်ရင်ကုညီဆောက်ရှောက်ရေးစင်တာကိုတာဝန်ဆင်မှာအမြဲတမ်းတွင်းငါခုလို့ပြောကြခဲ့တယ်လို့ဖြစ်ပါတယ်ဒီဆုံးသူတွေရဲ့မိသားစုဆွေမျိုးတွေကနင်နာဂျီရော်ဂျင်းကိုတောက်ခံလာကို19ရက်အတွင်းတင်ပြရမှာဖြစ်တယ်လို့လည်းသူကပြောဆိုထားပါတယ် ဒါပြတန်ရရှိခဲ့တဲ့လူသမားတွေရဲ့စေကူတာစိတ်တွေကိုလူသမားဝင်ကြီးဌာနနဲ့လူမှုဖွံ့ဖြိုးရေးတို့ကကိုယ်လက်တောင်းယူပေးမှဖြစ်တယ်လို့စေကူတာစင်နဲ့ငလင်းကြောင့်လုံးလည်းပဲဖြစ်သူတွေကိုလည်းတလကိုပဲ9500နဲ့6လပေးတော့မှဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိချိန်ဒီစင်းစင်ရုံစာဦးပြချောင်းမှာတည်ဆုံးသူ18ဦးနဲ့ပျောက်ဆုံးနေသူ89ဦးရှိနေတာလည်းဖြစ်ပါတယ်ညာ။ငလျင်ကြောင့်တကြံကိုတိတ်ဆိတ်ကျင်းပဖို့စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောပေမဲ့ရန်ကုန်မြို့ကနံပါတ်ကြီးဘားတွေမှာပြုလုပ်မဲ့ private တကြံကိုတော့ခွင့်ပြုပေးထားတယ်လို့ new day မြန်မာကစုံစမ်းသိရှိရပါတယ်။ the lot ပါကြီးရှံပြို့ အဆောက်ရှိတဲ့နံပါတ်ကြီးဘားတွေမှာ private တကြံပြုလုပ်ဖို့စီစဉ်နေတယ်လို့ EDM တကြံပွဲတော်ကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။လက်မှတ်တွေလည်းခုထိရောင်းနေတော့မှ EDM ပွဲလုပ်ဖို့ဘားတွေလည်းအများကြီးစီစဉ်ထားတာတွေ့ရတယ်လို့ရန်ကုန်မြို့နယ်လူငယ်တအူးကတော့နေရည်မြန်မာကိုပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့ရန်ကုန်တိုင်းအစိုးရနဲ့နှိစက်သူတအူးကတော့အဲ့ဒီပွဲတွေကိုလက်ရှိချိန်ထိခွင့်ပြုထားဆဲဖြစ်ပြီးမပြုလုပ်ဖို့ညွှန်ကြားထားတာမျိုးမရှိဘူးလို့လည်းပြောဆိုထားပါတယ်။ပြီးပြီးတော့ကောင်စီနယ်မြေကလွှဲရင်နိုင်ငံဝန်း ။တကြံပွဲတွေကိုတိတ်တဆိတ်ကျင်းပတော့မှဖြစ်ပြီးစောက်ထားပြီးသားမန်တက်တွေကိုလည်းပြန်လည်ဖျက်သိမ်းနေပေမဲ့ EDM ပွဲတွေကိုတော့ခွင့်ပြုနေစေဖြစ်တယ်လို့သိရပါဗျ။မက်စလန်၂၈ကလုတ်ခတ်ခဲ့တဲ့ပြင်းခွန်းနဲ့တသမခွန်းအဆင့်ရှိတဲ့စကိုင်းငလျင်ကြီးကြောင့်ထိခိုက်မှုများကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီနောက်ထပ်ယူရို၁၀တန်းကိုထပ်ဆောင်ပံ့ပိုးပေးမယ်လို့ဥရောပသမဂ္ဂ EU ကဧပြီလ9ရက်နေ့ကကြေညာထားပါတယ်။အဲဒီရန်မုံငွေဟာအရေးပေါ်အမိုးကာစီးပွားကုသရေးရည်တန်းနဲ့ မိလာတရှင်းဝန်ဆောင်မှုတွေပါဝင်မိသားစုတွေချီအားခံခြင်းနဲ့ပြန်လည်ပေါင်းစည်းခြင်းတို့ကိုပံ့ပိုးပေးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်အတွက်ဥရောပသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို73သန်းတိရောက်ရှိခဲ့ပြီးဖြစ်ပြီးတော့2025ခုနှစ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရတာချက်ယူရို56သန်းရဲ့တစ်စိတ်တစ်စိတ်သာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဒါပြင်ဥရောပကျွမ်းကျင်ပညာရှင်12ဦးပါဝင်တဲ့အဖွဲ့နဲ့ EU ဆက်သွယ်ရေးအရာရှိနှုတ်ကလူသားချင်းစာနာထောက်ထားမှုမိဖက်အဖွဲ့တွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့မြေပြင်မှာတာဝန်ထမ်းဆောင်နေတယ်လို့လည်း ပြောဆိုထားပါတယ်။ EU ရဲ့ပထမဆုံးဒုတိယဆန္ဒထောက်ထားမှုဆိုင်ရာစီမံကိန်းအဖြစ်ကိုပင်ဟေဂင်ကနေရန်ကုန်ကို EU ဘဏ်ရေးကြီးတဲ့ပစ္စည်းတန်80ကိုတည်ဆောင်လာခဲ့ပြီးတော့ယခုကယူနီဆက်ကနေတစင်မြေပြင်ပေါ်မှာဖြန့်ဖြူးပေးနေတယ်လို့လည်းဖော်ပြထားပါတယ်။ဒုတိယဆန္ဒထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေဘေးကင်းနေကြစွာနဲ့ကန့်သတ်မှုမရှိဝင်ရောက်နိုင်ရေးအမှတ်ကန်ချက်ပေးဖို့နဲ့ပြည်ပဆိုင်ဒုတိယဆန္ဒထောက်ထားမှုဆိုင်ရာဥပဒေတွေကိုအပြည့်အဝလိုက်နာပြီးတော့ပြည်သူနဲ့အကူအညီပေးသူတွေကိုကာဝယ်ပေးဖို့လိုအပ်တဲ့အစီအမံတွေအားလုံးဆောင်ရွက်ပေးဖို့ကိုလည်း EU ကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ညဒီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ဒီကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ